ွာဖိတ်ခေါ်ပါရခင်ဗျာအာဝင်လာရတဲ့ညီမပြောတာလေးတခုဆိုလို့ကျွန်တော်တို့သဘောကျပါဘောနော်သူဘာပြောလဲဆိုတော့အော်ညီမဒီမှာဘောနော်ဟိုအစီအစဉ်မှာပါဝင်ပြီးတော့အခုလိုဝင်လာရလိုက်တာတဲ့ကိုလေးရောက်ကိုရေရလိုက်တယ်လို့ညီမခံစားရတယ်ဆိုတော့အဲ့စကားလုံးလေးကကျွန်တော်တို့အဲ တော့ဟာချီပါအဲဟုတ်တကယ်လေဟိုသူကကိုရီးယားလုံးဝညီမလေးလိုပဲသူကလည်းကိုရီးယားလည်းလုံးဝအကိုရီးလိုပဲမွန်နွားရဲ့ ဘယ်လိုပြောမလဲကကိုညမလေးအတွက်ကိုဟိုပွဲလေးတစ်ခုလှုပ်ပွေးနေတယ်လို့လေးကိုအဲ့လို feeling လေးဖြစ်စေရပါဘောနော် Camel Glutter Fisher Farm မှာဆိုရင်အတိုက်အတွက်အကျိုးဖြစ်စေတဲ့ Berryting ငါးမျိုးရဲ့အစီအနစ်တွေပါဝင်တဲ့အတွက်မျက်နှာတင်လိုက်တာနဲ့ဝင်းပဆိုဖြစ်ပြီးရွှေရောင်ကဲတို့တိုင်းကိုပိုင်ဆိုင်စေမှာပါနော်အမြင့်ထွက်ဟာအရန်ကောင်းတဲ့ Glutter Farm လေးကကျဉ်လန်သစင်နဲ့မျက်နှာလေးဖြစ်စေလို့လန်ဆန်တကြွအနည်းရတွေကိုရရှိစေလာပါတယ်မျက်နှာပေါ်ကမလွတ်တဲ့အမြင့်ကျေးတွေကိုဖယ်ရှားနိုင်ပြီးအရေးပြအတွင်းနဲ့တိတန့်စင်ပေးနိုင်တော့ဝတ်ချံထွက်ခြင်းအမဲစထွက်ခြင်းကိုအပြည့်အဝကာကွယ်ပေးနိုင်မှာပါ Glutter တ်ဖုန်းလေးကိုမြည်သည့်အတိုင်းမျိုးစုအသုံးပြုလို့ရပါတယ်။ကျမ်းမတော်တိုင်းကိုပိုင်ဆိုင်စီမှာကင်မလာအားလုံးပဲမင်္ဂလာပါ We are Project K ဟုတ်ကဲ့ပါအဲ့တော့ပထမဆုံးကဒီဒိတ်ဝိမီမှာဂျိုင်းဖြစ်တာနဲ့ပတ်သက်ပြီးရင်းဆုံးပြောပြပေးပါဦး။ငါပြောတာညာပြောလိုက်ပါ။ကိုပြောလိုက် အဓိကတော့ဗောနော်ကျွန်တော်တို့အာဒီ day with me အစီအစဉ်ဆိုကျွန်တော်တို့ season 1ခန်းကကျွန်တော်တို့အဲကြီးမိတယ်တတိထားမိတယ်ဗောနော်အဲ့မှာတွေကအမှန်တမ်းဆိုရင်အဲ့ခရီးကနည်းနည်းစိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ဗောနော်အဲ့ဟိုကဆိုလို့ရှိရင်ကျွန်တော်တို့ဒီ idol အာဆက်ပါအောင်ဒီလူမြချင်းတယောက်နဲ့ဒီကျွန်တော်ပြည့်သက်တွေဗောနော်အဲ့လိုမျိုးအဲ့လို date လောက်ရတဲ့ဆိုတဲ့ဟာမျိုးလေးအဲ့ဟိုတွေ့ခရီးကဟိုနည်းစိတ်ဝင်စားနေရအဲ့ခရီးကကျွန်တော်တော့ဟာနည်းနည်း ဘယ်လိုပြောမလဲပါဂျင်နာပေါ့နော်အာစီဇန်2လောက်ဟာဖြစ်လို့ရှိရင်ငါတို့အဖွဲ့ဖိုင်တော့ကောင်းမယ်ဆိုပြီးကျွန်တော်အစိတ်ကူးလေးတော့အမှားတွေရရှိတယ်။ဒါပေမဲ့တကယ်တကယ်လည်းကြာတော့ပြန်တော့လဲဒီစီဇန်2လောက်တဲ့အချိန်မှာကျွန်တော်မင်းခန့်ဘောနော်ဒီဒေဝိမီရအမားတယောက်ကလည်းဆက်သွက်လာပြီးတော့မှအော်ကျွန်တော်တို့ project ခေဘောနော်အဲ့လိုပါဝင်ဖို့အတွက်အာအဆင်ပြေနိုင်မလားဆိုပြီးတို့ဘက်ကဖိတ်ခေါ်တာနဲ့အာအဆင်တော့မဆိုးဘူးဘောနော်အစားတွေကကျွန်တော်ကလည်းစိတ်ဝင်စားတဲ့စီဇန်နဲ့ဖြစ်တယ်။အဲကျွန်တော်ပါဝင်ခြင်းနေရဘောနော်အဲ့ဒါနဲ့ အာအဖွဲနဲ့လည်းတိုင်ပင်ဖြစ်တယ်တိုင်ပင်ဖြစ်တဲ့အချိန်ကျမှဒါပေမဲ့အဖွဲကြလည်းနည်းနည်းလေးတချို့စိုးရင်စိတ်လေးရှိရလေးလည်းရှိရပေါ့နော်အဲ့တူတူဘာလို့စိုးရင်ကြဘာလို့စိုးရင်ကြဆိုတော့ဥမာဘယ်လိုပြောမလဲတချို့ကျတော့ကျွန်တော်ကျတော့လည်းအေးအေးဆေးဆေးပဲနေနေတာပေါ့နော်ဟိုလို romantic တွေပါညာနေလည်းအရင်ကြီးနဲ့အဲ့လိုလေနူးရွာရယ်လည်းတအားကြီးမကြိုက်တဲ့တဲ့လည်းပါတယ်မလုတဲ့တဲ့လည်းပါတယ်ခါကြတော့အာကုတိုင်မဟုတ်လောက်ဘူးပေါ့နော်ဒီဒီ variety show ကတော့ငါတိုက်တော့မဟုတ်လောက်ဘူးပေါ့ပြီးွားရင်လည်း ဟိုစိတ်မကောင်းကြတာလေးပျော်ကြတာလေးဝမ်းနေကြရင်ဆိုကျိုင်းအမျိုးဆိုအားဟိုကျွန်တော်ကတော့လည်းမန်တိုင်းပြောရင်ချင်းမဲဆိုချင်တယ်ချင်းဆိုတာတို့ရုပ်ရှင်ရိုက်တာအဲ့အားကြီးတော့ပဲပို့ပြီးတော့စိတ်နစ်ပြီးလှုပ်ချင်တယ်ဆိုတော့ကျန်တဲ့ဟာဒါတော့ငါတိုက်တော့မဟုတ်ဘူးလို့ဒါပေမဲ့အဖွဲကလှုပ်ချင်တယ်ဆိုတော့လှုပ်မယ်လို့ဟုတ်နော်ဒါပေမဲ့တကယ်လည်း လုတ်ဖြစ်သွားတာနော်အဲ့အချိန်မှာဆိုကျွန်တော်အဓိကကျတော့ဗောနော်ကျွန်တော်ဒီစီစဉ်ဝမ်းမှာတွေ့ရတာမှာဆိုလို့ရှိရင်ဗောနော်တချို့အဲ့လို emotional လေးဖြစ်တာလေးတွေတချို့ကျတော့ grammar လေးဖြစ်တာလေးတွေဗောနော်အာအဲ့လိုမျိုးလေးဖြစ်တာလေးတွေ့ရတော့ကျွန်တော်တို့ဗောနော်ဒီမှာတို့တို့တို့အမှန်တိုင်းဆိုကျွန်တော်တို့ကကျွန်တော်တို့ funny တတော်များများဘောเนาะအဲအများတန်းအဲ့လိုပြောပြောရှွရှင်ပဲရှိရှိစေချင်တာအများတန်းတို့ပဲပြောနေရပဲမြင်ချင်တာအဲ့လိုမျိုး drama ကြီးအဲ့လိုဟို emotional ဖြစ်မှာလဲကျွန်တော်နည်းနည်းစိတ်ပူတယ်ဒါပေမဲ့လဲအဖွဲအလုံးစုံပြီးတော့တိုင်ပင်ချက်လိုက်ချိန်မှာအာ တစ်ချက်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့ project ကြီးအဖွဲ့ကဒီ funny နဲ့ဆိုလို့ရှိရင်ညလုံးဝမိသားစုတွေဖြစ်နေတာငါတို့ကတော့ကျင်းစီပါအဲ့လို romantic ပုံစံမျိုးဖြစ်မှာမသွားတော့ဘူးเนาะငါတို့ကတော့အကေလကတော့ apply ဆိုလို့ရှိရင်ကျင်းစီပါအခွေကြီးပဲဖြစ်နေမှာအဲပေါ့เนาะဆိုပြီးတော့လိုတိုင်ပြေးစင်မှာဟိုစဉ်းစားရင်စဉ်းစားနေ Okay ဘာလို့မခွေပါတီတီတန်တန်မှာဟာအေးစောင့်ကြည့်လိုက်ပါစောင့်ကြည့်လိုက်ပါဆိုပြီးတော့မှဒီစီစီဖြစ်သွားဒါပေမဲ့တကယ်လည်းအဓိကလည်းပြီးတော့ ဟိုဟာပုံမှန်ဆိုတယောက်ချင်းထိတာပဲမြန်မာအခုကျတော့၄ယောက်တယောက်လည်းဖြစ်လဲဆိုတော့အကျဆန်းလေးလည်းဖြစ်မယ်ဆိုပြီးတော့စိတ်ဝင်စားသွားတာပေါ့ပရိသတ်တွေလည်းစိတ်ဝင်စားမယ်ကျွန်တော်တို့ကိုယ်တိုင်လည်းစိတ်ဝင်စားမယ်ဘာလို့မမြန်မာလည်းမသိဘူးเนาะဘယ်လိုမျိုးဆိုတော့ပြီးရင်တကယ်လည်းဒီ show မှာပါဝင်လိုက်တာနဲ့အရန်ပဲကိုထင်တာအထက်ပေါ့နော်အရန် amazing ဖြစ်တယ်ဘာလို့ဆိုတော့ဒီ production တစ်ခုလုံးလည်းအရန်လည်းတော်တယ်ပြီးရင် director ကိုယ်တိုင်လည်းအရန်တော်တယ်ပြီးရင်လည်းဟိုကျွန်တော်တို့က ကျွန်တော်ထင်တာအထက်ဟာဒါငါတိုက်ပဲအဲ့လိုဖြစ်သွားကြောင်းရဲ့ချင်းချင်းဟာဒါငါတိုက်ပဲဟောနာအဲ့လိုအရင်ပဲပြီးသွားရင်ကျွန်တော် project ကြီးရဲ့အတွက်လည်းရောမမမေ့နိုင်တဲ့အမှတ်တရလည်းအများကြီးရသွားတယ်ဟောနာညယူသွားတာတခုပဲရှိတာဘာလို့လဲဆိုတော့အဲ့ဟိုပြိုင်ပွဲထဲမှာဟောတက်ကပြောတော့ပြောတော့ဟိုဒါတကယ်ဒါလေးကအာပြိုင်ပွဲမှာကြာညယူသွားကြာဘလာလဲဆိုတော့အတိအတိမှာအဲ့ဒီမှာတို့တချို့အဲ့လိုမလား ဟို question လေးတွေရှိရဲအဲ့ question ရဲ့ answer လေးတွေမှာဆိုလို့ရှိရင်ဩဖြင်းကောင်းပါလားဖြင်းကောင်းပါလားဒါဒီဒီမိကွေးညာငါတက်တက်တမျိုးကြီးပဲအဲလိုလိုအောင်လဲအဲအဲ့လိုညှိရတာတိုင်ပြရတာလေးတွေတော့ရှိတယ်ခင်ဗျာပြုတ်လို့ကောင်းမှာပြုတ်လို့ကောင်းမှာဟိုညာတော့ဟိုဘယ်လိုညှိရတိုင်ပြရဆိုပြုတ်မကောင်းတာဟုတ်ပြုတ်ကောင်းတဲ့ဟာအဲ့လိုအခွီလေးနေတယ်ကွာအဲ့လိုလေးဖြစ်နေတာခွီလေးနဲ့အချက်တွေလည်းကွဲအချက်တွေကွဲကျွန်တော်တို့ရဲ့ spicy တွေကိုထုတ်ပြခဲ့ရတာပေါ့နော် funny ကိုရေအကြောင်းသိမသိ ကိုဟိုမကြည့်သေးပဲနဲ့ဟိုကိုရီးယားကိုကိုရီးအကြောင်းဘယ်လောက်တည်လဲဆိုရဟာရောပြန်ပါတယ်ပြန်ပြန်ရင်ခုန်နေရဘူးဆိုတချို့မေကုန်းနေဆိုကိုရီးအဖွဲ့မန်ပါတွေအောင်တချို့တွေမတည်တဲ့ဟာလေးတွေရှိတယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အဖွဲ့မှာဆိုလို့တချို့အပိုင်းနေဆိုလို့ရှိရင်ဟမ်ဟာမဝီလီယံတောင်ဝင်ယူတဲ့အပိုင်းရှိရဲကျွန်တော်တောင်ဝင်ယူတဲ့အပိုင်းရှိရဲမင်းခင်တောင်ဝင်ယူတဲ့အပိုင်းရှိရဲတော်တော်တောင်ဝင်ယူတဲ့အပိုင်းရှိရဲအဲ့လိုတယောက်ချင်းစီအဲ့လိုကိုတောင်ဝင်ယူတဲ့အပိုင်းနဲ့ကိုဖြစ်နေရဆိုတဲ့တချို့အပိုင်းနေဆိုရင်ကိုမတည်တဲ့အပိုင်းနေရှိတယ် အဲ့လိုမေးခွန်းနေဆိုရင်ကိုရီဘာပြင်ပြီးရေးခွန်းနေရဟာလူလည်းမသိဘူးဒါဒါရိုက်တာလားစကရစ်ရိုက်တာလားကိုရီနောက်ကျောင်းတွေကိုလိုက်စတော့ PDP ကိုအဲ့တော့စတော့နိုင်တယ်နော်ကိုရီအဖွဲအသားချင်းချင်းတော့မသိတဲ့ဟာမျိုးတွေတော့ရှိတယ် X ရဲ့နာမည်တွေပါသိလားမသိတော်သေးအောင်ကျွန်တော်တို့ ਨੇ David Project ကြီးကကျတော့ဒီ David Me Season 2 David Project ကြီးကနည်းနည်းလေးထူးခြားအကျွန်တော်ကလည်းအရင်ပဲစိတ်ဝင်စားပြီးတော့ပျော်ဖို့လည်းကောင်းလို့ရင်ခုန်ရတဲ့ပိုင်းတွေလည်းရှိရဲ့ ပြီးရင်ချို့ရိုင်းမှာအရန်ပျော်ရတယ်ချို့ရိုင်းမှာစိတ်မကောင်းဖြစ်ရတယ်ရှိတယ်ချို့ရိုင်းမှာအရန်ပင်ပန်းရတယ်ရှိအဲ့မျိုးပေါ့တချို့ຢာတွေမှာပြန်ကိုမကြုံကျင်တော့တဲ့အရာတွေရှိတယ်နင်းချက်တွေအဲချို့နေရာတွေမှာအချက်တွေကွဲရတယ်တိတ်ခါတွေကြားရတဲ့အားတွေလည်းရှိတယ်ဆိုတော့အဲ့ဒါကြည့်ကြည့်လိုက်ပါတော့ကျွန်တော်တို့လည်းပြန်လွှင့်တဲ့အချိန်ကိုလည်းအရန်ရင်ခုန်တယ်ကျွန်တော်တို့လည်းပြန်ကြည့်ချင်တယ်ဘာလို့ဆိုတော့ဒါမဲ့အဓိကပြောချင်တာကတကယ်ဝင်တာရွေးရဲ့အပိုင်းကထူးခြားတယ် ျွန်တော်တို့ရဲ့အဲ့ဟာပေါ့နော်အဲ့ဒါလေးမတူဘူးဆိုတော့ဆုံးဖြတ်ချက်တွေချရတာကျွန်တော်တို့ယူရမှာဟုတ်ဘူးအဲ့ဒါလည်းကျွန်တော်တို့ယူရလည်းမဟုတ်ဘူးသူတို့ယူရလည်းသူတို့မဟုတ်ဘူးသူတို့ယူရလည်းကန့်ချင်မှာကန့်ကန့်ကန့်တရားနဲ့ပုံမူတည်သွားတာအဲ့ခါကျတော့ဟုတ်တယ်အဲ့ဒီမှာချီချီလိုက်တော့ထူချားတယ်ထူချားတယ်ပုံချပြီးရွေးခဲ့အဲ့လိုမဟုတ်အဲ့လိုမဟုတ်ပြန်အဲ့ဒါလည်းမဟုတ်ပြန်ကျွန်တော်တို့ရွေးပြီးချင်းတဲ့ လုံးဝအားတွေပါလာပြီခန်းစားချက်တွေပါလာပြီကြည့်လိုက်တော့ပို့ပြီးတော့ဟိုအထုတ်တွေဟိုစပွိုင်းပြီးွားလိမ့်မယ်ဆိုတော့တော်တော်စိတ်ဝင်စားစရာအများကြီးပါပါပါတိတ်ကြတိတ်ကြဟုတ်တယ်ဘယ်လိုလဲဖြစ်ဖြစ်ပေါ့နော်ဝင်လာရခဲ့တဲ့ကိုယ့်ရဲ့ fan talk ဘယ်လို service မျိုးလေးတွေပေးခဲ့လဲဒါပရိတူအခြေအနေဆုံးဖြစ်အောင်ပေါ့လေနော်အာဝင်လာရတဲ့ညီမပြောတာလေးတခုဆိုလို့ကျွန်တော်တို့သဘောကျတာပေါ့နော်သူဘာပြောလဲဆိုတော့ အော်ညီမဒီမှာဗောနော်ဟိုအစီအစဉ်မှာပါဝင်ပြီးတော့အခုလိုဝင်လာရလိုက်တာတဲ့ညီမအတွက်ဟိုအကိုလေးယောက်ဗောနော်အကိုရေရလိုက်တယ်လို့ညီမခံစားရတယ်ဆိုတော့အဲ့စကားလုံးလေးကကျွန်တော်တို့အဲတော့ဟာချီဝါရာအဟောတကယ်လေဟိုသူကကိုရီးယားလုံးဝညီမလေးလိုပဲသူကလည်းကိုရီးယားကိုလည်းလုံးဝအကိုရီးလိုပဲအဲဆိုတော့ကျွန်တော်အမှအာကျွန်တော်ဝင်လာနေကျွန်တော်တွေအဲ့လိုပြောစရာတိတ်ပြောစရာအချိန်တိတ်တင်အချိန်လေးလောက်ခဲ့ရှိမှလည်းလုံးဝမော်နုံမရဲ့ ဘယ်လိုပြောမလဲကွညမလေးအတွက်ကိုဟိုပွဲလေးတစ်ခုလှုပ်ပွေးနေတယ်လို့လေးကိုအဲ့လို feeling လေးဖြစ်စေရပါဘောเนาะဆိုတော့တကယ်ဟိုအာမတရားဖြစ်တယ်မတရားလည်းဖြစ်တယ်တကယ်ဟိုစိတ်ဝင်စရာဝင်တာအတွက်တင်မဟုတ်ဘူးเนาะပါဝင် quality show မှာပါဝင်ခွင့်ရတဲ့ကျွန်တော်တို့ fan တွေအတွက်ရောအမတရားဖြစ်မယ်ပြီးရင်ကျွန်တော်တို့ကိုယ်တိုင်အတွက်လည်းအမတရားအရန်ဖြစ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မို့ဟို တော်တော်လေးပြီးတော့ဒီရိုက်ကူးရဒီ protection ကလူတွေအတွက်လည်းအမှတ်ရအများကြီးပါတချို့ဆိုရင်က project ပါလေ project စီစီဆီမပြောရဘူး project စီတွေပါရှိတယ်ဟုတ်တယ်ဟာဒေဝိမီစီဇန်2ဒေဝိ project ကြီးအစီအစဉ်ကအဲကျွန်တော်တို့နဲ့အတူတူဒီပါဝင်ပြီးတော့ဆေးလွှမ်းမှုတွေရှင်းခုံမှုတွေပြောရှင်းမှုတွေ ဒီခံစားချက်မျိုးစုံပေါ့နော်အဲလိုက်ပါစီမျောပြီးတော့ခံစားပေးကြပါလို့ ပြီးတော့အချင်းချင်းဖို့လည်းဖိတ်ခေါ်ကြင်ပါတယ်လို့အော်ပြီးတော့ခုနကျွန်တော်နောက်တစ်ခုပြောချင်တာတော့ဒီဟာပေါ့နော်ဒီအစီအစဉ်ကလုံးဝ reality show ပေါ့နော် reality show show ဘယ်လိုလဲဒီကလူတွေလုံးလူလဲပေးပါဒီတရားအာ reality show ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ရဲ့တကယ်ပြင်ရပါတော့အဲ့လို personal တေးဥမှန်နေပေါ်ကုန်လားတေးဥမှန်နေအဲ့လို character ကိုဒီ season လေးမှာလုံးဝကိုအာမြင်ရမှာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အာ show ပွဲလေးမှာအဲ့ထမောင် TV season လေးမှာအာတချို့ကြော်ညာလေးမှာအဲ့လောက်တွေပဲ ညာဆိုတော့ဒါကျွန်တော်တယောက်ဆောင်နိုင်ကြီးလဲပါတော့ဆိုတော့တကယ်အစစ်မှန်နေမဟုတ်သေးဘူးဒါပေမဲ့ဒီအစီအစဉ်မှာတော့လုံးဝအစစ်မှန်နေ lifestyle lifestyle ဘသူတွေကဘလို့တွေအချင်းရုပ်တာတို့ဘသူတွေဘလို့တွေရှိရဆိုတဲ့ဟာလေးအကုန်လုံးပါဝင်မှာပါဒါပြောရင်ကြည့်ရနော်ဒီလိုကအချင်းရုပ်တာဒီလိုအချင်းရုပ်တာအားကျေးဇူးများကြီးတို့ပါ